မင်္ဂလာပါရှင်ချောပါဒီနေ့ချောကမင်းသားမင်းသမီးတွေကြားမှာရေပန်းစားနေတဲ့ coffee culture ဆိုတဲ့ဆိုင်လေးကိုရောက်ရှိနေရပါဒီဆိုင်လေးကမင်းသားမင်းသမီးကိုယ်တိုင်လည်းဖွင့်ထားတာမို့လို့ဒီဆိုင်လေးထဲမှာဘာတွေရှိမလဲဆိုတော့ကျွန်တော်တို့သွားပြီးဆက်ဆွကြမယ်ကောင်းမယ်ဟုတ် ဒီဆိုင်လေးကဝင်လိုက်တာနဲ့ fresh ဖြစ်မဲ့အနံ့လေးရော vibe လေးရောရတယ်ပေါ့နော်ဒီဆိုင်ပြင်ဆင်လေးကလှပြီးတော့ပြောလို့ရှိရင်အစ်စစ်ထိုင်ခြင်းနဲ့သူတွေတော်တော်အတော်အဆင်ပြေပါတယ်ဆိုင်လေးကကားပါကင်လေးအတွက်လည်းပူစရာမလိုပါဘူးနော်ဆိုင်လေးရဲ့အနောက်ဘက်မှာကားစပါရှိတယ်ဆိုတော့ကားလေးရေစင်းနေတော့ coffee ကားချမှာ AC လေးလာထိုင်လို့ရတာပေါ့နော် ဒီဆိုင်ရဲ့ signature food ကတော့ဖြိုးဟင်္ဒရာမုံငါပေါ့နော်။ချောကတော့အဲ့ဒီနေကမုံငါမစားဖြစ်ခဲ့ပါဘူး။ဒါပေမဲ့မုံငါစားရတာကြိုက်တဲ့သူတွေဒီဆိုင်ကိုလာလို့ရှိရင်အတော်အဆင်ပြေမယ်လို့ထင်ပါတယ်။ဘာလို့လဲဆိုတော့တခြားဆိုင်တွေဆိုလို့ရှိရင်မုံငါကိုမနက်ပိုင်းပဲရသက်တာများတယ်ပေါ့နော်။ဒီဆိုင်လေးဆိုလို့ရှိရင်တနေ့ကမုံငါရရလို့သိရပါတယ်ရှင်။ဒီဆိုင်မှာကိလေးတွေလည်းအများကြီးရှိပါတယ်။ အဲ့ဒီနေ့ကချောကဆိုင်ရဲ့ signature drink ဖြစ်တဲ့ orange espresso လေးမှတောက်ဖြစ်ခဲ့ပါတယ်။ orange အရသာလေးနဲ့ espresso ရဲ့အရသာပေါင်းစပ်ထားပြီးတော့တကယ်ကိုတောက်လို့ကောင်းတာဖြစ်လို့ဒီဆိုင်လေးကိုလာဖြစ်ခဲ့လို့ရှိရင်ချောအခုတောက်ပြတဲ့ orange espresso လေးကို try တောက်ကြည့်ဖို့ recommend ပေးပါတယ်။ဒီဆိုင်လေးရေထူးခြားချက်လေးကဘာလဲဆိုတော့ coffee တောင်ရင်းနဲ့ဗကြီးဆေးရောင်ချေလို့ရတယ်ပေါ့နော်။ခလေးတွေကပို့ပြီးတော့ဆေးရောင်ချေရတာကိုသဘောကျတယ်လို့သိရပါတယ်ရှင်။ ညနေပဲဆိုရင်ဆိုင်ရဲ့အရှိလေးမှာခုံလေးတွေလည်းခြာပေးထားတာမို့လို့အောက်တော့ဆိုင်ရတဲ့ကြက်ကြက်တူတွေအတွက်လည်းအတော့အဆင်ပြေပါတယ်ရှင်။ ကဲဒီနေ့ချောပြပြပေးခဲ့တဲ့ဆိုင်လေးကတော့တမိန်ဗျန်လမ်းမပေါ်ပသိမ်မြို့ခုနှစ်လမ်းထိပ်မှာရှိတဲ့ CNG ကဆိုင်ပေးနာက Coffee Culture ဆိုတဲ့ဆိုင်လေးပဲဖြစ်ပါတယ်။ဒီဆိုင်လေးကမနက်9:00နာရီနဲ့ည9:00နာရီထိပတ်ရမရှိဖွင့်လှစ်ပေးထားပါတယ်ရှင်။ချောရဲ့ဗီဒီယိုလေးတွေကိုအဆုံးထိကြည့်ပေးကြရတဲ့အတွက်ကျေးဇူးတင်ပါတယ်။ချောနဲ့တူနောက်ဗီဒီယိုလေးမှာပြန်လည်ကြမယ်နော်။ Bye